ကျမရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နီးရနေကျမကိုချစ်ခင်အားပေးကြတယ်၊ယုံကြည်အားပေးကြတယ်။ခုနှစ်ရဲ့သားသမီးများလုံး၊ရှစ်နေခွာသားသမီးများလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရှင်။ချောင်းလာပိုင်းတလားစားအတွက်စနေသားသမီးများအတွက်ကံကောင်းကံအဆိုးများဟုကျမအနေနဲ့ဟောပြောလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးတွေကြည့်ရှုနေတယ်ဆိုလို့ရှိရင်အပေါင်းလေးနှိပ်ပြီး follow လေးထားဖို့လိုအပ်ပါတယ်။ကျမအနေနဲ့မိတ်ဆွေတို့ရဲ့ကောင်းကျိုးလူလာတော့ကြနေ့စဉ်နေ့တိုင်းမှာအခက်အခဲရေးရညာအမျိုးမျိုးကိုသင်ပေးသွားမှာဖြစ်ပါလိမ့်ရှင်။အခုတစ်ခေါက်လဲစနေသားသမီးတွေက6လပိုင်းမှာဆိုလို့ရှိရင် အရန်အရန်ကိုကောင်းတဲ့ကာလတခုကြာရောက်နေပါတယ်။စနေသားသမီးတွေထီထိုးပေးပါ။ကန်ဆန်းမဲပောက်တာမျိုးတွေထီခဏခဏပောက်တာမျိုးတွေအ ਨੇ အများမစုထီပောက်ကိန်းတွေရှိပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ကိုးကွယ်မှုစံရဆရာတော်များရဲ့ပုံတော်တို့ရဟန်းကြီးရဲ့ပုံတော်တို့ ိုးတော်မဲတော်ပုံတော်တွေဝင်လာတတ်ပါရဲ့ရိုးရာနဲ့ပတ်သက်တာမျိုးတွေကုညီဆောက်ရှောက်မှုတွေရရှိတတ်ပါရဲ့စင်ညာကောင်းတမားကောင်းတွေရဲ့ကုညီဆောက်ရှောက်မှုတွေများစွာရရှိမဲ့စနေသားသမီးတွေဖြစ်ပါရဲ့နိုင်ငံရဲ့သားနဲ့ပတ်သက်တာတွေဝန်ထမ်းဖြစ်တဲ့ဆိုလို့ရှိရင်ຢາດູໂຕມຽນຈင်းນີ້ຂັນຍາດတ်ပါတယ် မပြောပါလောက်တဲ့အတိုက်ခံမျိုးတွေတော့ကြုံတွေ့နိုင်ပါတယ်အထူးကယူစိုက်ပေးပါလုပ်ငန်းဝင်နဲ့ပတ်သက်ရင်ကုညီကောင်းတွေရရှိတတ်ပါတယ်ဒါပေမဲ့လို့မိမိတို့မှာတစ်ခါတစ်ခါသူများပြုစားတလို့မျိုးခံစားရတတ်ပါတယ်ဒါကလည်းကိုယ့်ရဲ့ကံညံ့သွားတာမျိုးတွေဖြစ်တတ်ပါတယ်အထူးတစ်ဖြစ် စနေသားသမီးတွေဘာသာရေးအထူးပြုလုပ်ပေးပါဒီ6လပိုင်းမှာတော့စနေသားသမီးတွေကံကောင်းနေရတတ်ပါတယ်မိမိတို့မှာဖြစ်ခဲ့ပြီးတဲ့ကြတနာအဟောင်းပြီးသွားခဲ့တဲ့အမှုအဟောင်းတွေဒီ6လပိုင်းမှာတော့ပြန်လေပေါ်ပေါက်လာတတ်ပါတယ်ကျွေးအဟောင်းတွေပြန်လေပေါ်ပေါက်လာတတ်ပါတယ် ဒါကလည်းစနီသားသမီးတွေကံအမြင့်ထဲမှာရောက်နေပြီဆိုရင်တော့ဒီလိုမကောင်းတဲ့ပြဿနာမျိုးတွေကလည်းဝင်လာတယ်လေရှိပါတယ်။ဒါကြောင့်ကံကောင်းနေပြီမဲ့လို့အထူးဂရုစိုက်ရမယ်ကာလတခုဖြစ်ပါတယ်။သူတပါဆွဆွဲပြောဆိုတာမျိုးတွေမခံရအောင်ရေရင်ရကိုလည်းပြုတ်လုပေးရမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့တနင်းလာနေပြီတနင်းကနေနေပြီတောက်ကြနေပြီအထူးကူစိုက်ပေးပါအဲ့လိုနေမျိုးမှာအရေးကြီးတဲ့ကိစ္စမျိုးတွေမဆောင်ရွက်ပါနဲ့ဒါဆိုရင်ကိုရှိကိုညံ့နေမဝင်လာပါဘူးအဲ့လိုမှမဟုတ်ဘူးကိုကလှုပ်ချင်တာလှုပ်မယ်ဆောင်ရွက်ချင်တာတွေဆောင်ရွက်မယ်ရက်အခါတွေ မတိပဲနဲ့ပြုတ်လုလိုက်မယ်ဆိုလို့ရှင်ရမော့မကောင်းတဲ့အန္တရာယ်တွေကိုဖိတ်ခေါ်တာနဲ့အတူတူပါပဲစနေသားသမီးတွေကံကောင်းနေတဲ့ဘာသာရေးကိုအထူးလုပ်ပေးရမှာဖြစ်ပါတယ်တနင်္ဂနွေရက်တွေတနင်္လာရက်တွေတောက်ကြရင်တွေရှောင်ပြီးတော့ကြံတဲ့ရက်တွေမှာပြုတ်လုဆောင်ရွက်မှဆိုရင်အကောင်းဆုံးပါပဲစနေနေ့လိုမျိုးမှာပဲကိုယ့်ရဲ့လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင်လည်းကောင်းပါတယ်။ကိုယ့်ရဲ့ရေဒီယာတွေကို စနေနေ့မျိုးမှာခြေမယ်ဆိုရင်လည်းကံမြင့်သွားတတ်ပါတယ်။အဲ့တော့စနေသားသမီးတွေကရေချိုးမှားတတ်ပါတယ်။မိတ်ဆွေတူကြောင့်တငယ်ချင်းမိတ်ဆွေတယောက်ကြောင့်စိတ်တော့ကရောက်ရှိရတတ်ပါတယ်။ပြောချင်တာရှင်ဘက်အောင်တဲ့ယောဂဝေဒနာတွေလည်းခံစားရတတ်ပါတယ်။ စနေသားသမီးတွေအိမ်အောင်ရေးမှာကြတော့ကံကောင်းပါတယ်အချီရေးမှာလည်းကံကောင်းနေရတတ်ပါတယ်ဒီချိန်ဒီကာလစနေသားသမီးတွေကြော်ရွှင်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်ဝမ်းသာစရာသတင်းကောင်းတွေလည်းကြားရတတ်ပါတယ်လက်ဆောင်တွေလည်းဝင်လာတတ်ပါတယ်စကားပြောဆိုအောင်မြင်တတ်ပါတယ် ဲ့တော့စနေသားသမီးအခုနပြောသလိုအညံလေးတွေရှောင်ပါရေလန်းခရီးလေးတွေရှောင်ပေးရမှာ ဖြစ်ပါတယ်သူတို့ဘာအဆူဆွဲပြောဆိုမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ရွှေထမင်းဆုံးကပ်ပေးပါရက်ရှိလက်ရောင်စုံရွှေကုံဖျားမှာတွားရောက်လှူဒန်းပေးရမှာ ဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့မွေးနေ့9:45မှာလှူဒန်းပေးရမှာဖြစ်ပါတယ် ။အော်နယ်ဝေးမှာရောက်နေတယ်ဘူးကြီး။နိုင်ငံသားမှရောက်နေတဲ့သူတွေဆိုလို့ရှိရင်တော့ရွှေတကုံဘုရားကိုစိတ်မှန်းပြီးတော့တူတန်းပေးလို့ရပါတယ်။ရောင်စုံရက်ကရှစ်လက်ရွှေထမင်းရွှေရောင်ပါတဲ့မုတ်ရွှေထမင်းရဲ့လို့မဟုတ်ဘူး။ရွှေမုံငွေမုံတွေဖြူရတဲ့မုတ်ကိမ့်မုတ်ပဲဖြစ်ဖြစ်နော်ရွှေတွေနဲ့ပါတဲ့မုတ်ဆိုရင်လည်းရပါတယ်။ လှူဒန်းလို့ရပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့အညံ့နေကြည်ပန်းကိုမျိုးရနဲ့အယမ်းမွေးတဲ့ပန်းကိုမျိုးကိမ့်မုတ်ရယ်เนาะရွှေဆိုင်၄ခုညဒါကတော့ရွှေမုတ်သောဖရာမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ်ကိုရဲ့ဒိဋ္ဌံကိုလိုချင်တာစုတောင်းမယ်ဆိုရင်လေစုတောင်းပြပါတယ် ရွှေမုတ်တော်ဖရာဆိုတာပစွန်တော်မှာရှိပါတယ်ပစွန်တော်ဈေးနာရွှေမုတ်တော်ဖရာမှာတွားရောက်လူဒန်းလို့ရပါတယ်နေရလူတွေဆိုရင်လည်းပကိုးရွှေမုတ်တော်ရှိပါတယ်အဲ့တော့မိမိတို့အနေနဲ့နေဝေးရတမားရီယာကြတော့မိမိတို့ရဲ့အာယုံကနေပြီးတော့ရွှေမုတ်တော်ဖရာကိုကတ်လူပေးလို့ရပါတယ်အဲ့တော့စနေသားသမီးတွေထီထိုးဖို့လုံးဝမမေ့ပါနဲ့ရှင်။ ထီထိုးမယ်ဆိုရင် ကိုးတွေရှစ်တွေပါတဲ့ခဏန်းကိုမြန်မြန်လေးထိုးပြီးပါစနေနေ့မှာထိုးပြီးပါရှင်။ကဲစနေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလူရန်ဆန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်။ဗီဒီယိုမေးမယ်ဆိုလို့ရှိရင်တော့ကျမရဲ့ TikTok account မှာဖုန်းနံပါတ်လေးကြီးပေးထားပါတယ် ဒီဖုန်းနံပါတ်နဲ့အတူကျမရဲ့ Viber မှာလာရောက်မေးမြန်းလို့ရပါတယ်။ညံပူစော်ကတက်တောင်းပါရှင့်တူ။နိုင်ငံခြားကမေးမြန်းမယ်ဆိုလို့ရှိရင်တော့ညံပူစော်ကနှစ်တောင်းယူပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။